မင်္ဂလာပါဗျ YouTube ကနေငွေရှာတော့မယ်ဆိုရင်ဘာတွေတည်ထားရလဲအဲ့တော့ကျွန်တော်တို့ကတိတ်အများကြီးမတွေးနဲ့တိတ်အများကြီးတဲ့မစဉ်းစားနဲ့တခုရှိတယ် YouTube မှာကျွန်တော်တို့ကဒီငွေရှာတော့မယ်ဆိုရင်ဗီဒီယိုတွေတင်ရမယ် short ဗီဒီယိုတင်မလား long ဗီဒီယိုတင်မလားဗီဒီယိုတင်ဖို့ပဲအဲ့တော့ YouTube ကနေ အဲ့တော့ဗာဗီတို့တင်မဲ့ဆိုတာခဏထားဦးကျွန်တော်တို့ YouTube ရဲ့လိုအပ်ချက်တွေကျွန်တော်တို့အရင်ဆုံးသိအောင်လုပ်ပါမယ် YouTube မှာဒီကျွန်တော်တို့ဝင်ငွေရဖို့ဆိုရင်တစ်နှစ်အတွင်းကိုက subscriber 1000ပြီးရင်ကြည့်ရှုသူရဲ့နိုင်ပေါင်း4000ပြည့်ရပါမယ်ဒါ YBB ပေါ့เนาะအဲ YouTube ပัฒနာ program ရဲ့မူလလိုအပ်ချက်ပေါ့ ျွန်တော်ထပ်ပြောပြမယ်အဲ YouTube မှာဗီဒီယိုတွေကိုကတင်တယ်တင်တယ်ဆိုရင် YouTube ရဲ့လိုအပ်ချက်ဖြစ်တယ် subscriber တထောင် publish watch hour ကြည့်ရှုသူနိုင်ပေါင်း4000ပြည့်မီရပါမယ်အဲ့တော့ short video နဲ့တင်ပြီးတော့ပတ်စံမရဘူးဆိုတော့ရပါတယ် short video နဲ့တင်မယ်ဆိုရင်တော့ရပောက်60ပြည့်မှာကျွန်တော်10 million ပြည့်ဖို့လိုအပ်ပါတယ် ဲ့တော့ကိုကတော့ဒီ short video ပဲတင်တယ် long video ပဲတင်တယ်ကြိုက်တဲ့ပုံစံပဲတင်တယ်ကိုကတင်လို့ရပါတယ်အဓိကဗီဒီယိုတွေတင်ဖို့ပဲဒီနေရာမှာကျွန်တော်အကြံပေးခြင်းတယ်အော်အခုကြည့်နေတဲ့မိတ်ဆွေကဒီကျွန်တော်တို့ YouTube ကိုအခုမှစတယ်ဆိုရင်အာ professional မဖြစ်သေးဘူးเนาะအခုမှစတယ်ဆိုရင်ကျွန်တော်တို့ video တွေကိုအရေးအတွက်များများတင်ဖို့လိုအပ်ပါတယ် ဒါလေးကိုတော့ကျွန်တော်အကြံပေးတာဘာဖြစ်လို့လဲကျွန်တော်တို့ဒီဒီ creator တယောက်စလုပ်တော့မယ်ဆိုရင်မိတ်ဆွေကလည်းဒီ creator နဲ့ပတ်သက်ပြီးဗီဒီယိုရိုက်ဖို့နဲ့ဗီဒီယိုရိုက်ဖို့နဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအတွေ့အကြုံမရှိဘူးဆိုရင်ကျွန်တော်တို့ကဒီဗီဒီယိုတွေများများရိုက်ဖို့လိုအပ်တယ်ဒါကြောင့်မို့ YouTube ပေါ်မှာကျွန်တော်တို့ကဗီဒီယိုတွေများများတင်ဖို့လိုအပ်ပါတယ်အဲ့လိုများများတင်နေမှာကိုကဒီအတွေ့အကြုံတွေလည်းရလာမယ်ဘယ်နေရာမှာဘယ်လို့ လိုအပ်ချက်တွေရှိတာဆိုတော့တိလာလိမ့်မယ်ဟုတ်ပြီနော်အော်ကိုယ့်ကိုအားပေးတဲ့ပေးတာကရောဘယ်ဗီဒီယိုကိုတော့ဘယ်လောက်ထိအားပေးမှုများလဲဆိုတော့ကိုတိလာလိမ့်မယ်ဒါကနောက်ဆုံးကိုယ့်ရဲ့ဒီကိုသွားခြင်းနဲ့ပန်းတိုင်း niche ကိုကဘယ်ဗီဒီယိုတွေတင်ဆက်မလဲဆိုရဲ niche ကိုမသိရသေးခင်ဟုတ်ပြီနော်အဲ့လိုအခြေအနေမှာကျွန်တော်တို့ကဗီဒီယိုတွေများများတင်ဖို့လိုအပ်တယ်အဲ့တော့ဒါလေးကတော့ကျွန်တော်အကြံပေးတာပါ နောက်တစ်ခုကမိษွေက professional ဒီလိုခရီးတာမှာခရီးတာလောကတဲ့ကျင်လည်သွားပြီဒါခရီးတာလောကတဲ့မှာဒီကျွဲကြည့်မှုတော့နော်အများကြီးမို့တော့မှာအနေငယ်ရှိတယ်ဆိုရင်တော့ဒီကျွန်တော်အကြံပေးတာတော့ဒီကိုယ့်ရဲ့ video ကို quality ကောင်းတဲ့ video လေးအဖြစ်ဖန်တီးစေခြင်းတယ်ဘာဖြစ်လို့လဲကျွန်တော်တို့အခုနောက်ပိုင်းကဒီကြည့်ရှုကြည့်ရှုတဲ့သူတော်တော်များများက video ကောင်းတဲ့ quality ကိုဦးစားပေးလိုက်ပြီ။ဘာဖြစ်လို့လဲ။သူတို့ကဒီဗီဒီယိုတစ်ပုဒ်ကြည့်တယ်။ဒီဗီဒီယိုရဲ့အလေးအမှောင်အတန်းဟုတ်ပြီနော်။နောက်ကန်ပြီးလို့ဒီဗီဒီယိုမှာပါဝင်တဲ့စိတ်ဝင်စားမှုရှိတဲ့အကြောင်းအရာတွေကိုသူကတကယ်လို့များသူတို့ကစိတ်ဝင်စားတယ်ဆိုရင်အစားဆုံးကြည့်ပြီးတော့ message ကို subscribe လုပ်လိုက်ပါရနိုင်တယ်။ဟုတ်ပြီနော်။အဲကိုကဒီနေရာမှာ professional တစ်ခုထိဟို level အများကြီးမဟုတ်တော့မှ level တစ်ခုရှိနေဆိုရင်တော့ဒီအကြီးအသေးကောက်တဲ့ဘက်ကိုသွားစီခြင်းတယ် နောက်တစ်ခုကကျွန်တော်တို့ live video တွေတင်တဲ့အပြင် short video တွေပါတင်ပါကိုက live video တွေတင်တဲ့အနေထားမှာလဲ quality ကောင်းတဲ့ video တပုတ်အနေနဲ့ဖန်တီးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီစိုးရိမ်ကြောက်ကြနေတဲ့ view နေတာလေ subscriber နေတာလေ watch time နေတာလေမရှိတော့ပါဘူး okay ကျွန်တော်ဒီနေ့ကတော့ဟို ယူကြီးနဲ့ပတ်သက်ပြီးကျွန်တော်လေးလာသိရှိထားတဲ့အကြံလေးကိုပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုတဘောကြတယ်ဆိုရင်လည်း like လေးတစ်ချက်ပေးပြီးကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ